။နောက်အဲ့ဒီကနေဆက်ပြီးတော့စဉ်းစားတယ်။မပြီးသေးဘူး။ဝေးဖွာလာတာကြတော့ဘာဖြစ်လို့မွေးရ။အကြောင်းကိုလိုက်ရှာ။ဘာဖြစ်လို့မွေးရ။အဲဘုန်းကြီးတို့တွေကတော့ရသော်ပြန်ဟောထားတဲ့ပရိသတ်သမုပ္ပါဒ်ကိုနားလည်နေသည့်အတွက်ကြောင့်စာသီးနဲ့သိနေကြ။သောသောဘဝအတိနဲ့တိအောင်လုပ်ဖို့လို့ကိုယ့်ဘာကိုယ်အလေးနဲ့ဘဝအတိနဲ့တိအောင်ကြည့်မွေးဖွားလာတာရဲ့ရှင်းမှာပါရှိတယ် ဘဝရှိနေမွေးဖွားလာအောင်တို့ဟာဘဝရှိနေလို့မွေးဖွားလို့ရဘဝဆိုဒီမှာကံကိုခေါ်ဒီနေရာမှာဘဝတစ်ခုကိုထူထောင်ပေးတဲ့ကံရှိနေလို့မွေးဖွားလာတာအော်ဒါကြောင့်မို့ဘဝပစ္စယဇာတိမွေးဖွားခြင်းဟာဘဝဆိုတာကမ္မဘဝလို့ဆိုတဲ့ဘဝကိုဖြစ်ပေါ်လာစေတဲ့ကံအကြောင်းကြောင့်တို့တွေမွေးဖွားလာရတာအခုလိုမြင်လား ဒါလေးနဲ့ထားစဉ်းစဉ်းစဉ်းစားကြည့်နိုင်ဒီအကြောင်းမှာတပါအခြားအကြောင်းမရှိဒါအဓိကပရဏအကြောင်းနေကိုပြောဘဝရှိနေလို့ရှိရင်မွေးတာဆိုတာတော့ဘဝမရှိဘူးဆိုရင်မွေးတာမလာနိုင်ဘူးအဲ့ဒါကြောင့်မလို့ဘဝပစ္စယဇာတိဒီမြင်ကိုရှင်းရှင်းလင်းလင်းညီမြင်လာဆက်ပြီးတော့စဉ်းစားတယ်အေးဘဝကတော့ဘာဖြစ်လို့ရှိရလဲ အကြောင်းမဲ့ရှိနေတာမဟုတ်ဘူးဘဝကဘာဖြစ်လို့ရှိတုံးဆိုဥပါဒါနာပစ္စယဘဥပါဒံရှိနေလို့ဘဝရှိတာဥပါဒံဆိုတာတို့တွေတွေဘာတွေဆွဲလန်းနေတယ်ကိုယ့်ကိုစမ်းစစ်ကြည့်ဘာတွေဆွဲလန်းနေတယ်တို့တွေနော်နာမည်တက်ပြောလို့ရှိရင်မိသားစုဆွဲလန်းနေပစ္စည်းဥစ္စာဆွဲလန်းနေယာတုကုန်သိမ်ဆွဲလန်းနေအဆွဲလန်းစရာတွေဒေတာကိုလည်းဆွဲလန်းနေပတ်ဝန်းကျင်ကိုလည်းဆွဲလန်းနေဆွေမျိုးတွေကိုလည်းဆွဲလန်းနေဆွဲလန်းမှုတွေအများကြီးပဲရှိတယ်ဗော အဲ့ဒါကိုမြတ်စွာဘုရားကတဏှာလို့ခေါ်လိုက်တာเนาะဥပါဒံဆိုဆွလမ်းမှုတွေရှိနေကြလူတိုင်းလူတိုင်းဟာအစွဲလေးတွေရှိဒေတာစွဲရှိတယ်เนาะမိတ်ဆွေစွဲရှိတယ်အစွဲလေးတွေနဲ့ဒီပဲအားလုံးစွဲတယ်ဆိုတာသဘောကျပြီးတော့မခွဲနိုင်မခွာနိုင်ဒါလေးပဲနှစ်သက်နေတဲ့သဘောဟုတ်လားစွဲတယ်လို့ခေါ်ဒီအစွဲကလည်းတဏှာလို့မအောင်မိတ်လေးနဲ့ဘဝကြီးတစ်ခုဖန်တီးနိုင်တဲ့အစွဲပဲ ။ဘာကြောင့်ဒီစကားပြောရတော့ဆိုရင် example လေးတစ်ခုထုတ်ချင်။ဗိမိတာရမင်းကြီးကသောတာပန်မယ်။ဘုရားနဲ့တွေ့ပြီးတော့သောတာပန်ဖြစ်ပြီးဘုရားကိုအရင်ဆုံးကုယဉ်ကြီးကိုလှူတဲ့ပုဂ္ဂိုလ်ပဲ။အမြဲတမ်းလည်းမြတ်စွာဘုရားနဲ့အနိကနေတဲ့ပုဂ္ဂိုလ်တူ။သို့တော့တည်တဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုအထက်နှစ်ပြည်တွေရောက်တဲ့ရန်တန်းနဲ့မရောက်ဖဲနဲ့စတုမာတဲ့နှစ်ပြည်ရောက်အနှိမ့်ဆုံးနှစ်ပြည် အနှိမ်ဆုံးတန်ဖြေရောက်တာတော့မှာပဲယာဒုအဆင့်ကဘလောက်လဲဆိုဝိသုံနမင်းကြီးရဲ့အချမ်းအရန်လေးကဘလူးသွားဖြစ်တာဒေဝိတာရာသနဝတ္တပါတဲ့သူနာမည်ဘာဖြစ်လို့အဲ့ဒီသူရောက်သွားတာတော့ဆိုအခုပြောတဲ့ဥပါဒံသူကအဲ့ဒီဘဝမှာခဏခဏနေခဲ့တဲ့သူသဘောကျအဲ့ဒီသဘောကျနေတာလေးကအစွဲကလေးပဲတခါတလေအစွဲမှန်းတော့မသိရဘူးเนาะ အင်မတန်မှဒီအစွဲဆိုတာလည်းကြောက်စရာကောင်းတယ်။စွဲမှမသိစွဲနေတယ်။ဒါကြောင့်မလို့အစွဲလန်းရှိတာဒီကြောင့်မလို့တချို့ဆိုရင်ပြေးသွားလို့ရှင်အိမ်မော်ကမဆင်းဘူးဆိုတာအဲ့ဒါအစွဲလေးတွေကြောင့်ဖြစ်တာနော်။အစွဲလေးတွေကြောင့်ဖြစ်တယ်။